ဒီနေ့ဆိုရင်တိုင်းသားမီဒီယာတစ်ခုဖြစ်တဲ့ရှမ်းတန်တော်စင်မီဒီယာရဲ့25နှစ်ပြည့်ငွေတုခမ်းနာပဲဖြစ်ပါလေရှင်။ဒီနေ့ခမ်းနားမှာဒီရှမ်းတန်တော်စင်အနေနဲ့25နှစ်ကာလပတ်လုံးမှာဘလို့ယက်တီမှုတွေခံယူချက်တွေနဲ့ရှေ့ဆက်ခဲ့တယ်။တိုင်းရင်းသားမီဒီယာရဲ့အနေနဲ့ဘလို့ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်တဲ့နယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရှမ်းတန်တော်စင်ကအေရီဒါချုပ်ဖြစ်တဲ့ကုဆိုင်းမွန်ကိုတွေ့ဆုံမြင်ကြီးမှာဖြစ်ပါရဲ့ရှင်။ ကပြောရမယ်ဆိုရင်ရှမ်းတန်တော်စင်ပေါ့နော်နိုင်ငံသားမီဒီယာတစ်ခုဖြစ်တဲ့ရှမ်းတန်တော်စင်25နှစ်မြေတုပြည့်အထင်းမဲ့ပေါ့နော်ဆရာဟုတ်ကဲ့ပါရှင်ဒီ25နှစ်ကလောင်းမှာဒီလိုမျိုး25နှစ်ပြည့်လာတဲ့အချိန်ဘယ်လိုမျိုးကြိုးစားခဲ့လဲပြည့်တော့ဘယ်အတိုင်းတက်ပြီးရရှိခဲ့လဲဆိုတာဒီမှာအဆုံးနေနဲ့ဆက်ပြပြလို့ရအောင်ရှင်ဟုတ်ကျွန်တော်တို့ဒီရှမ်းတန်တော်စင်25နှစ်ပြည့်တယ်ဆိုတဲ့ဟာကဒီလွတ်လပ်တဲ့မီဒီယာဖြစ်လာတဲ့နောက်ပိုင်းပေါ့နော်အရင်တုန်းကတော့အမှန်တကယ်ကကျွန်တော်တို့ရှမ်းတန်တော်စင်40နှစ်ရှိပြီ။ အရင်တုန်းကဒေါ်လာရင်းနယ်မြေမှာတုန်းကတော့အဲဝေါ်စတစ်ဂျာနယ်ပုံစံတည်င်းတပုတ်ကိုကျွန်တော်တို့ဒီခဲတွေစီပြီးတော့မှလှုပ်လာတဲ့ဟာကတည်င်းတပုတ်ထွက်လာလို့ရှိရင်နိုင်ရံမှာကတ်တယ်အဲနိုင်ရံကနေကတ်ပြီးတော့မှဖတ်ချင်တဲ့လူကတန်းစီပြီးတော့မှအနိုင်ရံမှာဖတ်တယ်အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ independent စာဆောင်ကွန်ခေါ်ဆိုတဲ့စာဆောင်ကိုကျွန်တော်တို့ပြောင်းလဲထုတ်လာတယ် ဒီရှမ်းပြည်မှာဒီဒေါ်လာရင်းနဲ့မြန်နေဖြစ်ပေါ် ဖြစ်တည်လာတဲ့ပုံစံဆိုတော့အဲ့ချိန်တုန်းကပိုမိုဟင်းဦးဆောင်တဲ့ SURA နဲ့ MT ခွန်စာဦးဆောင်တဲ့အဖွဲ့နဲ့ပေါ့နော်ဒီစီလုံးညီညွတ်ရေးကိုတိဆောက်တဲ့အချိန်ကျတော့ရှမ်းနန်တော်စင်ကလည်းအဲအဲ့ဒီထဲမှာပါရတယ်ဒေါ်လာရင်းလက်အောက်ခံတည်င်းဌာနတစ်ခုပေါ့နော်ဒါမဲ့1960ခုနှစ် အာနောက်ပိုင်းကျတော့ခွန်စာကအဲမင်းတို့လူလူလတ်လတ်အာအဲရက်ဒီပါထုတ်ဝေခြင်းနဲ့ဟာထုတ်ဝေပါသူတို့ဒေါ်လန်ရေးနေမြေမှာဒေါ်လန်ရေးဘို့ဌာနချုပ်မှာတွဲနေပေမဲ့အာ MTA မုန်တိုင်းအာမီဆိုတဲ့တပ်မတော်ကလူလတ်ခွင့်ပေးလိုက်တယ်အာဒီလိုပါပဲဒီ MTA မုန်တိုင်းအာမီလက်နဲ့အာချလိုက်တယ်အလင်းဝင်လိုက်တယ်1996ပေါ့နော်နေဦးပိုင်းမှာ ဒီရှမ်းနန်တော်ဆင်းကလည်းလွတ်လပ်တဲ့တင်းမီဒီယာကနေပြီးတော့အဲဒီတပြက်တားရက်တီဖို့ဘယ်တပ်ဖွဲ့ရဲ့လက်အောက်ခံမှမနေဘဲနဲ့အဲထိုင်းနိုင်ငံထဲကိုဝင်လာတယ်ချင်းမိုင်မြို့မှာအခြေလာစိုက်တယ်အခုဆိုရင်နှစ်ပေါင်းအဲ20ကျော်ရာပြီပေါ့နော်ဒီယုံမှာပဲနှစ်ပေါင်း20ရှိပြီပြီးတော့ကျွန်တော်တို့လူအားနဲ့အဲတကယ်အကုံအကြတိတ်မများတဲ့ယင်းနှင်းမှုကိုကျွန်တော်တို့လုပ်တယ် VCD ပုံစံကျွန်တော်တို့လုတ်ပြီးတော့မှရှမ်းပြည်ထဲကိုဒီမတရားတဲ့ဖိနှိပ်ခံရတဲ့ရှမ်းပြည်လူထုရဲ့တည်င်းတွေကိုကျွန်တော်တို့ကဒီအောက်လန်းကနေပို့ပေးတယ်အဲသူတို့ကြည်နိုင်အောင်ပေါ့နော်အာနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီအဲ့ဒီ VCD အပြင်အာအရင်ဆုံးရှိနေပြီးသားဖြစ်တဲ့ shanland.org နဲ့ shan pang among lawyer ဆိုတဲ့ shan website ရဲ့ english website ရဲ့အဲ့ဒါကိုကျွန်တော်တို့သုံးခုထပ်ချက်လိုက်တယ် ပမာလိုရှိလာတယ်တရုတ်လိုရှိလာတယ်ထိုင်းလိုရှိလာတယ်ငါးပါတာနဲ့ကျွန်တော်တို့ထုတ်လိုက်နေအာလက်ရှိနေထားကတော့ကျွန်တော်တို့လည်းပတ်နေတဲ့ဟာကတော့အဲဒီထိုင်းနဲ့တရုတ်ဟာကကျွန်တော်တို့ယာယီခဏနားထားတယ်အဲဆိုရှယ်မီဒီယာကိုကျွန်တော်တို့အသုံးပြုပြီးတော့မှလက်ရှိအနေထားကကျွန်တော် daily website အပြင်ပေါ့နော်ရှမ်းပမာအင်္ဂလိပ် website အပြင်ကျွန်တော်တို့ video channel ရှိတယ် ပြီးတော့မှ radio channel ရှိတယ်အဲကျွန်တော်တို့ radio ကလည်းဒီတိုက်ရိုက်24နိုင်ထုတ်လွှင့်နေတဲ့ online radio ဆိုတာလှုပ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဒီ Shan Tanor စင်ရဲ့ပေါ့နော်အဓိကရည်ရွယ်ချက်ဥတီချက်လို့လည်းပြောပြပေးပါအောင်ရှင်ဟုတ်အဓိကကတော့ကျွန်တော်တို့ဒီဒီမတရားတဲ့ဒီလူထုခံနေရတဲ့ဟာတွေကိုကဘာတီးအောင်အဲဒီအိမ်နေချင်းကျွန်တော်တို့မြန်ပြည်ထောင်စုမြန်မာနိုင်ငံ အိန္ဒိချင်းနိုင်ငံတွေတည်အောင် နောက်ပြီးတော့မှအဲတည်တင်းအချက်လက်တွေပြက်နေတဲ့ကျွန်တော်တို့ရှမ်းပြည်လူထုတွေတည်တင်းအချက်လက်တွေရအောင်ကျွန်တော်နီလာမျိုးစုံနဲ့ကျွန်တော်တို့လုပ်ပါတယ်အတိကကတော့ဒီဖြစ်ပြက်နေတဲ့ဟာဟိုမှာဒီလာရှုံးမှာဖြစ်တဲ့တည်တင်းကရှမ်းပြည်တောင်ပိုင်းမှာမတည်တောင်ပိုင်းမှာဖြစ်တဲ့တည်တင်းမြောက်ပိုင်းမှာမရှိဘူးမတည်ရဘူးပေါ့နော်အဲ့ဒါကိုတို့တို့သိရှိနိုင်အောင်အာဒီ မတရားမှုတွေကိုအဲကျွန်တော်တို့ပေါ်ထုတ်နိုင်အောင်အဲကျွန်တော်တို့ဒီအဲဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုအဲတရှူတောင်းတစ်ခုအနေနဲ့ထောက်ပံ့နိုင်အောင်အဲကျွန်တော်တို့လှုပ်ဆောင်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အရင်ကဒီတိုင်းသားဘောနာလနဲ့ကိုင်ဖွဲအောင်မှာထုတ်ပေးခဲ့တဲ့မီဒီယာနဲ့အခုလွတ်လပ်တဲ့မီဒီယာပြည်ရတရကမှာဘလို့ကွာခြားမှုတွေရှိသွားလဲရှင်ဟုတ်ကဲ့ အာဒီစစ်တအောက်မှာနေတဲ့အချိန်တုန်းကတော့ကျွန်တော်လည်းမမီလိုက်ဘူးအာအရင်တုန်းကတော့တော်တော်များများပေါ့နော်1996အထိလောက်တုန်းကအာဒီရှမ်းနော်ဆင့်ဝန်ထမ်းတွေကလည်းမင်းကလေးဆိုရင်ရဲမေပေါ့ယောက်ျားလေးဆိုရင်စစ်သားပေါ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းကအဲ့ဒီတက်ကနေအကုန်ထွက်လိုက်တော့အာဒီတက်ထက်ပေါ့နော် ါပေမဲ့လက်ရှိအနေထားကတော့ကျွန်တော်တို့ရုံးမှလည်းပတ်နေတဲ့ဝန်ထမ်းတွေကတော့လက်နဲ့ကင်ဖူးတဲ့လူမရှိတော့ပါဘူးအဲဒီအတွေ့အကြုံဒေါ်လာမြင်ရေးနေမြေမှာနေဖူးတဲ့လူတွေလည်းကျွန်တော်တို့ထင်မှမကြံတော့ပါဘူးဟုတ်ကဲ့လွတ်တဲ့မီဒီယာတစ်ခုဖြစ်နေတော့လွတ်လပ်တဲ့မီဒီယာတစ်ခုအနေနဲ့ပဲကျွန်တော်တို့ဒီသတင်းရဲ့ active ပေါ့နော်အတ္တိကကတော့ကိုဟာကိုရှာတဲ့သတင်းအဲသူများစီကိုဒီယူမယ်ဆိုရင်လဲ credit baby ယူတဲ့သတင်း အဲအမျိုးပေါ့အများအပြင်ကျွန်တော်တို့မှာကရှမ်းပြည်ကိုပဲအတိကထားပြီးတော့မှလိုက်တဲ့တည်င်းဆိုတော့ကျွန်တော်တို့ကကိုယ့်ဟာကိုထုတ်လုပ်တဲ့တည်င်းတွေများပါတယ်အဲတခြားတည်င်းဌာနကထုတ်ပြတာတည်င်းတွေတိတ်ပြီးတော့မှသုံးလို့မရှိပါဘူးတကယ် တည်င်းကြီးကြီးတွေပေါ့နော်အဲ့လိုမျိုးတချို့တွေပဲကျွန်တော်တို့အားကိုးပါတယ်ရှမ်းတန်တော်စင်အပြင်ကို BNI ဆိုပြီးတော့ဒီတခြားတိုင်းသားမီဒီယာကူတူတက်တွေကိုလည်းလှုပ်ဆောင်နေလို့သိရတယ်အဲ့ဒီဘိုင်းလေးနဲ့ပတ်သက်ပြီးတော့လည်းရှင်းပြပြပါအောင်ရှင်ဟုတ်ပါတယ်ခင်ဗျဒီအမှန်တော့လူဆိုတာအတိုက်အဝန်းနဲ့နေတယ်လေအဲကြောင့်ကျွန်တော်တို့ဒီတိုင်းသားတည်င်းဌာနတွေလည်းကျွန်တော်တို့စုပေါင်းပြီးတော့မှလှုပ်လာတာတွေရှိတယ်လွန်ခဲ့နှစ်2000ကလေးက2000ပြည့်နှစ်ပေါ့နော်လွန်ခဲ့နှစ် sorry 2000ပြည့်နှစ်လောက်ကတည်းက အိန္ဒိယမှာစတင် ဖွဲ့စည်းလာတဲ့အဲ BNI ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ပါဝင်လာတယ်အခု BNI ကတော့ရန်ကုန်ယုံအပြင်ဒီချင်းပိုင်းမှာလည်းယုံရှိတယ်အခုလက်ရှိနေထားကကျွန်တော်တို့ရှမ်းနာတော်ဆင်ပင်အဲ့ဒီ BNI ဖွဲ့ထဲမှာအများအပြားတိုင်းရင်းသားမီဒီယာတွေ73ဖွဲ့ပါဝင်ပါတယ်အဲ့မှာလည်းကျွန်တော်တို့ဒီအဲဘာဖြစ်တိုင်းရင်းသားလို့ပြောလိုက်လို့ရှိရင်ဒီအဲပြည်ကြီးမှာ မြို့ကြီးမှာကဒီခွဲခြားဆက်ဆံမှုတွေမတူတဲ့အမြင်တွေရှင်ရှိမယ်လေနောက်ပြီးတော့မှလက်တွေ့အားဖြင့်လည်းနေဆိုတော့တိုင်းရင်းသားတွေနေထိုင်တဲ့နေမြေပြည်နယ်တွေမှာကတတိယအချက်လက်တွေအဲနောက်ကျတယ်အဲကြောင့်မလို့ဒီတိုင်းရင်းတည်င်းဌာနတွေဖွံ့ဖြိုးတိုးတက်အောင်အဓိကရည်ရွယ်ပြီးတော့မှအဲဒီလက်တွဲပေါ်ဆောင်နိုင်အောင်ပေါ့နော်အဲမှာအများစုတိုင်းရင်းဌာန73ခုပါဝင်တဲ့ BNI မှလည်းလက်တွဲပြီးတော့မှလှုပ်ဆောင်နေတာတွေရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ကအင်္ဂလိပ်ဆိုဘာသာတော်တော်များများနဲ့ထုတ်ခဲ့ရပေါ့နော်အင်္ဂလိပ်ရောတရုတ်ရောပေါ့နော်ထိုင်းနေတော့ထုတ်ခဲ့ရတယ်။နောက်ပိုင်းမှာဒီထပ်မံပြီးတော့ဘယ်လိုတိုးချဲ့ပြီးဆောင်ရွက်တော့ရှိအောင်လဲရှင်ဟုတ်။အာဒီလိုရှိပါတယ်ခင်ဗျာ။အာဒီထိုင်းတို့တရုတ်တို့ထုတ်လွှင့်တာတွေ ဥပမာကျွန်တော်တို့ဒီတရုတ်နဲ့စက်နဲ့ရှမ်းပြည်နဲ့စက်ကနေမြေအကျယ်ကြီးလေနဲ့စက်ချင်းအကျယ်ကြီးထို့နည်းသူသူစွာပဲကျွန်တော်တို့ရှမ်းနဲ့ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့စက်ကလည်းတကြောကြီးဆိုတော့ကျွန်တော်တို့အဲဒီအချက်ကတော့တရုတ်တွေလည်းကျွန်တော်တို့ရဲ့ဖြစ်ပျက်နေတဲ့နယ်စပ်တည်နေရှမ်းပြည်တည်နေတိတိနဲ့ထိုင်းကလည်းထုတ်နင်းတူစွာပဲပေါ့နော်အဲနဲ့ကျွန်တော်တို့လုတ်ခဲ့တယ်အဲဒါမဲ့ဒီလိုအပ်ချက်ရကျွန်တော်တို့ခဏနားထားပေးမယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီဆိုရှယ်မီဒီယာပေါ့နော်အဲ ဒီအတကယ်လူထုထဲရောက်အောင်ပေါ့နော်အခုကျွန်တော်တို့ပြင်ဆင်နေတာက application ပေါ့နော်လှုပ်လဲစလှုပ်နေမှာပြီကျွန်တော်တို့ထုတ်လွှင့်နေတဲ့ online radio ကို application ကနေနားထောင်နိုင်အောင်အအခုစတင် run နေပါပြီအဲဥပမာဒီ app ကိုလက်ကင်ဒီ smartphone နဲ့ထည့်လိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ shan website ကိုတခါတည်း shan မှာတာဝင်ဖတ်လို့ရမယ် ပမာဘာသာဝင်ဖတ်လို့ရမယ်အင်္ဂလိပ်ဘာသာဝင်ဖတ်လို့ရတဲ့အပြင် ကျွန်တော်တို့24နိုင်လည်းထုတ်လွှင့်နေတဲ့ကျွန်တော်ရေဒီယိုကိုလည်းနားနာထောင်လို့ရတယ်ထို့နည်းတူစွာပဲကျွန်တော်တို့ထုတ်လွှင့်နေတဲ့ဗီဒီယိုကန်တာမှာလည်းအဲ့ဒီ application ထဲမှာအဲကျွန်တော်တို့လောက်ထားတာတွေရှိတယ်ဒီလာမဲ့2019ထဲမှာတော့ပုံမလဲပတ်နိုင်အောင်ဒီ application ကိုလွယ်လွယ်ကူကူနဲ့ပို့ပြီးတော့မှမျှဝေနိုင်အောင်ဒေါင်းလုဒ်ပြီးတော့မှအဲဒီ site မကြီးပဲနဲ့ပေါ့နော်ကျွန်တော်တို့ ဒီ Android ရော iOS ရောကျွန်တော်တို့နှစ်ခုစလုံးကြည့်ရှုနိုင်အောင်ကျွန်တော်တို့ပြင်ဆင်နေပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ဒီတိုင်းသားမီဒီယာရဲ့အနေနဲ့ပေါ့နော်ဒင်းယူတဲ့အခါမှာအခက်အခဲရှိမှာပေါ့အဲ့ဒီအခက်အခဲကြီးကအဓိကဘာတွေများဖြစ်မလဲရှင်ကျွန်တော်တို့တိုင်းရင်းတိုင်းရင်းသားဒေသမှာကအများဖြင့်အတိကအခက်ခဲကျွန်တော်တို့ရှမ်းလူထုကျွန်တော်တို့လူထုပါ လူထုကဒီမီဒီယာပေါ်နားမလဲတယ်ဟာ Facebook ထဲမှာစာတကြောင်းနဲ့ကြောင်းမြင်ပြီး မြင်လိုက်တာနဲ့တို့ကအမှန်တကယ်လို့တို့ယူဆတတ်တယ်တိအချက်ပေါ့နော်အဲ့ဒါကိုဒီ Facebook ထဲမှာမြင်တာနဲ့တို့ကကျွန်တော်တို့ဌာနကနေထုတ်လွှင့်တယ်ဆိုတဲ့ဟာကိုတို့ကပြောတတ်ကြပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီအမြင်ကျေမှုပေါ့ဥမာဒီဟာကတည်င်းလို့ပြောလိုက်တာနဲ့ဒါဒေါ်လာရေးပဲထောင်ကျတတ်တယ်မပြောရဲဘူးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့တည်င်းတပုတ်ရယူဖို့ကတည်င်းပညာကိုကျွန်တော်တို့အရင်ဦးဆုံးပြောပြရတယ် ဲ့ဒါအတိအခက်ခဲပေါ့နော်ဒီတည်ရင်ယူဖို့ကဒါကကြောက်ဖို့မဟုတ်ဘူးမတရားမှုကိုကျွန်တော်တို့လက်တွဲဖော်ဆောင်ရမယ်ကျွန်တော်တို့ရှမ်းပါရာကိုကျွန်တော်ရုပ်တံမှာလည်းကြည်ရမယ်အဲ့လိုမျိုးပေါ့နော်အဲကိုပြောတဲ့ဟာကရေဒီယိုမှာလည်းကြားရမယ်ဒါမတရားမှုတွေပဲပြောပါအဲ့လိုမျိုးတွေပညာပြန်ပေးရပါတယ်ဒါအတိအခက်ခဲပေါ့နော်နေ့အခက်ခဲကလည်းမိုဘိုင်းဖုန်းကနေရာတကာမရသေးဘူးလမ်းအခက်ခဲတွေရှိနေပါတယ်တပ်ပုံတပုံပို့ဖို့ဆိုလည်းအခက်ခဲဖြစ်နေပါသေးတယ် အာဒီဟာအခက်ခဲတွေတော်တော်ရင်ဆိုင်နေရတုံးမှာပဲခင်ဗျလမ်းသွားလာကြီးအခက်ခဲရောပေါ့နော်တည်တင်းတပုတ်ရယူဖို့နောက်ပြီးလက်နဲ့ကန်အဖွဲစီးတွေကလည်းတော်တော်များတော့ကျွန်တော်တို့ရှမ်းမှာတော်တော်အခက်ခဲဖြစ်တယ်ဖြစ်ရှင်ဩဒီရှမ်းတန်တော်စင်ဒီ25နှစ်ပြည့်နေနေပေါ့နော်ဆက်နေအထိမ့်မဲ့အနေနဲ့စကားလေးတစ်ခုတော့ပြောပြပါအောင်ရှင်အောင်တစ်ခုဟုတ်ကဲ့အဲကျွန်တော်တို့မှတော့မီဒီယာဆိုတာတကယ်အဲဖွံ့ဖြိုးတိုးတက်တဲ့ကာလနဲ့အာ တွဲဖက်ပြီးတော့မှမလွဲမရှောင်အဲတွားနေရမှာလေအဲကြောင့်မလို့ကျွန်တော်တို့ဒီအာဆိုရှယ်မီဒီယာခင်မှာအာဒီတည်တင်းတစ်ဖက်ထဲနဲ့ပဲမကြည့်ကြဘဲနဲ့အာအာကိုအားထားနိုင်တဲ့တည်တင်းဌာနတွေကို အာကိုပြီးဖတ်ရှုပါအာလေ့လာပါ အာကျွန်တော်တို့ရှမ်းတည်င်းဌာနအနေနဲ့ရှမ်းပြည်သူပြည်သားပြည်ထောင်စုမြန်မာနိုင်ငံသားတွေအားလုံးအတွက်ဆက်လက်ပြီးတော့မှအာအလို့အကျိုးဆက်လက်လှုပ်ဆောင်သွားပါမယ်။အဲကျွန်တော်တို့ဆောင်ပုတ်ကတော့အာခေါခန်ဖတ်ခေါခန်ပတ်တမ်ဖတ်ဟိုဇိုင်စင်ဟိုဇိုင်ခေါခန်ပတ်တမ်ဖတ်တန်ဒိုစင်ဟိုဇိုင်ကွန်မင်းဆရာရှိတယ်။ကျွန်တော်တို့ရေးကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းကိုင်ကန်တွေအားလုံးကျွန်တော်တို့ရေးတဲ့တည်င်းတွေအားလုံးကရှမ်းလူထုကိုကိုစားပြုနိုင်အောင်ဆက်လက်လှုပ်ဆောင်သွားပါမယ်လို့ပြောလိုပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ကျွန်တော် GBB ရဲ့မြန်မြန်များကိုလို့ဆက်ရှိတဲ့ရှင်နဲ့ပြေးကြပြီးရေကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မဆုံခါ